ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ပရိသတ်များအလုံးကိုကျမတို့ရဲ့မဟာနေ Oreo Book Channel ကနေပြန်လည်လို့ကြိုဆိုပါတယ်ဒီနေ့မှာတော့စာရေးဆရာကိုပိုင်ရေးသားထားတဲ့အရင်နှစ်အရင်ရှင်မာလီလီယန်ဆိုတဲ့ဇာလံကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဇာလံလေးကတော့စတေမာလ1998ခုနှစ်ခရုနာမဂဇင်းမှာရေးသားတင်ဆက်ထားတာပဲဖြစ်ပါတယ်ပရိသတ်များရှင် ဇာတ်လမ်းလေးမစတင်ခင်ကျွန်မရဲ့ channel ကို like and subscribe နှိပ်ပြီးတော့အားပေးခဲ့ဖို့မမေ့ပါနဲ့နော်။ဟုတ်ကဲ့ဒါဆိုရင်ပရိသတ်တွေနားဆင်ဖို့အတွက်ဇာတ်လမ်းလေးကိုခုပဲစတင်ပေးလိုက်တော့မယ်။အရှိုင်းနဲ့အရင်ရှင်းမလေးလေးခြံဝန်းတို့တဘုံဝုံတိုင်းတိုင်းနဲ့တဝူဝူအောင်မြည်ပြေးဝင်လာတဲ့ငါတို့ကိုတွေ့လိုက်တာကြောင့်ဟိတ်ကောင်ကြီးဘာဖြစ်လာတာလဲ။မင်းလိုက်တဲ့ကျွန်တော်တန်ကိုကောင်းကောင်းရှင်ပါကျမိနေသည်ဖြစ်ရတဝူဝူနဲ့အော်နေပြန်နေခေါင်းကိုရမ်းခါလိုက်တိုင်းနာတိပြားမှရှိတဲ့ ပြဲရှားတန်ရမှသွေးဆက်တွေကလွန့်လာပြီးကျွန်တော်ပဲလာရောက်ဆွန့်ပြေတော့ရေဘလို့ဖြစ်တာလဲတာကြီးရေစုတ်တက်ပြီးတော့ပြောရည်မဆုံးနေကြကိုတရိษံကိုထိန်ပိတ်နေဗျာအရင်ဆိုင်ကအောင်မွေးရတယ်လို့မှတ်ထားနောက်ဆိုရင်အသေးလုတ်ပြမင်းကျင်းဝါတန်ကြီးကခြံဝါးမှပြန့်လွန်လာတာကြောင့်အတန်ရှင်ကိုမမြင်ရခင်မှာညီသူဆိုတာသိလိုက်တယ်ဥပမောင်မလာတွေလက်တွင်ကငံကြီးတော်တားကြီးကနေအောင်အောက်မှာတဖြန့်ဖြန့်တရိษံတကောင်ထက်ပုံမိုက်နေသူပါလား အင်းပေါ်လေသူပြောတယ်လို့အရင်ဆိုင်ကောင်းကောင်းမှကျွန်တော်ကတန်ရုံးစင်ဖြစ်ပြီးတရုတ်တရားမွေးမိတာ哦နိုးဝင်မယ်လေငတူကသူပြောတယ်လို့အရင်ဆိုင်ကောင်းမှန်တော့လေလူတွေနဲ့နေနေပြီးရှင်ချင်းနေပြီပဲလေအသိဉာဏ်ရှိချေပြီပဲဓာတဝင်းဝင်းနဲ့လူမိုက်ဇက်ခင်းနေတဲ့ဥပမာကိုကျွန်တော်မြေတို့များမပြောချင်တော့ချင်အခုလိုဒေါသောင်ထနေတဲ့ချိန်မှာပြောရင်လေနားဝင်မဲ့သူမဟုတ်ပါချင်ဒီတော့ငတူကိုချုံမော်ပြီးနာတိဖြားဓာတ်တိုင်ရအောင် တမွေခောက်သွေးတိတ်ပေးလိုက်တဲ့ငတိုးနဲ့ပတ်သက်၍ကျွန်တော်ဘာဆက်လုပ်ရမလဲဆိုတာစဉ်းစားနေမိငတိုးအပေါ်အတော်လေးတန်ရုံစင်ဖြစ်မိပါရင်သူ့ကိုမဆက်လွတ်နိုင်မပြည့်ရနိုင်စက်ပြီးမွေထားရမယ်ဆိုရင်ဥပမောင်နဲ့မကြာခဏဆိုလို့ပရိပက္ခရိဖြစ်ကြုံမိငတိုးကိုလာသားရွယ်ကလေးကနိုဘူးတိုက်ကြွေးမွေးလာခဲ့တယ်။ငတိုးနဲ့ကျွန်တော်စုံစည်းပုံကလည်းအစမ်းတကျတော့တိတ်မဟုတ်ပါချေမုတ်ဆိုးလေးမျက်လှိုင်နဲ့တော်ပြစ်သွားရင်ပြာလဘောနိုင်နေသော ဝေမာရီတကောင်ကိုတွေ့မစင်မချင်းပြက်လိုက်မိရဲ့တနက်ထံရနဲ့ပြေးသွားတဲ့ဝေမာရီရဲ့နောက်ကိုလိုက်ရင်ဒေါ်ဝေမာရီလဲကျသေးဆုံးသွားတဲ့နေရာအနားမှာရှိတဲ့ကြောက်ကုန်ငယ်တွင်မှရေသားရလျင်ရှိသေးတဲ့ဝင်ငယ်လေးနှစ်ကောင်ကိုတွေ့လိုက်ရတာကြောင့်စိတ်မကောင်းဖြစ်မိရဲ့မုတ်ဆိုးစီးမဆောင်တတော်ဥရီကိုဥပြက်ခါပြုမိတဲ့ကျွန်တော်ကြောင့်အမိမဲ့ဖြစ်ရတဲ့ရေသားရွယ်ဝင်လေးနှစ်ကောင်ကိုအိမ်သို့တည်ယူကျွေးမွေးဆောင်ရှောက်ခဲ့တဲ့နှစ်ကောင်စလုံးတရွတ်တရကျွေးမွေးပြုစုပါတော်လင်းသုံးလေးအကြာမှာဝင်ငယ်တကောင်ဆုံးသွားခဲ့ပြီး ယခုငတုံးမို့ကအသက်ရှိခဲ့ပါတယ်။တော်ရင်တရိတ်ဆန်ဖြစ်ပေမိလူသားတွေနဲ့အနေနေချင်းလူသားတွေရဲ့ပြုပြင်သွင်းနေဆုံးမခြင်းကြောင့်ရင်ကျေးသောအိမ်မွေးတရိတ်ဆန်တကောင် ဖြစ်ခဲ့တယ်။ရွာတွေမှာရှိတဲ့ကလေးများနဲ့ငတုံးကကစားပစ်ဖြစ်တဲ့ရွာတွေရှိကလေးများလေးငတုံးငတုံးနဲ့ချက်ခင်ကြရင်မိသွေးပင်စိုးစေကမှုတခါရင်ငယ်စဉ်ကတော့ကောင်းမှရဲ့ကြီးလာရင်အရင်စိတ်ဝင်လာရင်အနေရဖြစ်နိုင်တယ်နော်။ရွာဦးဖုန်ကြီးကတရိပ်ပေးပေမဲ့ တာသမီးကဲ့သို့တန်ရုံစင်ဖြစ်နေပြီမို့မစွန့်ပြစ်နိုင်ချေဒီမေခမရအကောင်နိုင်အောင်ထိန်ကျုပ်အိမ်ကပြည့်စည်ပြီလေဟိုရောက်ဒီရောက်ကျုံမွေးထားတဲ့ကြက်တွေပဲတွေလေခမရအကောင်လိုက်ဟိုပြေးတည်ပြီးကောင်းကောင်းမနေကြရဘူးကျုပ်ရခင်းနဲ့လေဝင်းဝင်းနေသေးရဲ့အကျဉ်းချင်းအလီလေးတိုင်တော်မှုတွေခံရရင်အကျဉ်းချင်းမင်းခရတောင်းမှန်နေရတယ်တကယ်တော့ငတိုးဟာတရိစံတကောင်နဲ့မတူချင်းကလေးစိုးတကောင်နဲ့တူရင်ငတိုးတီလူတော်အန်ရမပြီးခြေစောလက်စောတော့နိုင်ပါရဲ့ တခြားအိမ်တွေများတို့လူလိမ့်ရင်ဝင်ပြီးစာအုပ်စာကွက်တွေကိုဝင်လိုက်တတ်ခြင်းလွှမ်းပြခြင်းကျဘယ်ရီကိုခြောက်လန့်ခြင်းရှာခင်းအတွင်အပင်းအနံတွေကိုစကူစားတော့လွှမ်းပြတတ်ခြင်းဆိုရိအကျဉ်စိုးစရိုက်ကတော့သူ့မှာရှိပါတယ်။သူကြောင့်ဥပမာကငတိုးကိုလုံးဝကြည့်မြခြင်းဖြစ်ပါတယ်။ဥပမာတရားငတိုးအပေါ်ပုံရိပ်အမြတ်တော်သာထွက်ခဲ့ခြင်းကတနည်းငတိုးကသူ့ရဲ့ရာခဲအတွင်းဝင်ပြီးခြေစိနှိမ်တီးကြောင့်ခွေးနဲ့ရှုတ်တိုက်ခဲ့တယ်။ဒီတော့ငတိုးကပြန်လည်တိုက်ခိုက်ခြင်းကြောင့် ဥပမောင်ရဲ့ခွေးသည်တွေးရတရေရဲနှင့်တေဝဲဝင်ခဲ့ရရင်ဖြစ်ကျင်သောထုတ်ခွေးရအမဲလိုက်ကောင်းဆုံးခွေးပြက်တာကြောင့်လေကျွန်တော်ရောကြေးပေးလိုက်တဲ့မတန်တဆပေးလိုက်ရခြင်းဖြစ်တဲ့ဒီလိုနှင့်ငတ်တူအပေါ်ဥပမောင်မကြည့်အေးနိုင်သေးချင်သူ့ရဲ့ခွေးတွေကလေးစားချေဖို့ချောင်းမြောင်းနေတော့တယ်သူကြောင့်ကျွန်တော်တီလင်ငတ်တူအတက်နိုင်ဆုံးကယူတစိုက်ထိန်သိမ်းရတော့တယ်သူကြကယခုငတ်တုတ်တကဥပမောင်လက်ချက်နဲ့သွေးတံတရေရဲ့နဲ့တန်ရာရချေပြီဘလို့တက်နိုင်မှမလဲလေ ငတူးဟာသူ့ရဲ့ပိုင်းနဲ့အတွင်းတွားရောက်တည်ဆင်းနေတာကိုဒုံညာတညလုံးစဉ်းစားနေမိတယ်။ငတူးကိုဒီတိုင်းလွှတ်ထားရတော့မပြတ်ပါချင်။ကြာရင်ငတူးဒုက္ခရောက်တော့မင်းသူ့ကြောင့်ငတူးရှိပြီးတွေးပူမိသည်ဖြစ်ပြီးငတူးအတွက်အကောင်းဆုံးလှူဆောင်ပေးဖို့စုံဖြတ်ချက်တခုချလိုက်တယ်။ဒေါ်ရဲပြန်ပို့လွှတ်ရတော့မဖြစ်နိုင်ချင်။သူ့ကြောင့်ရန်ကုန်မှာရှိ၍မိတ်ဆွေဖြစ်သူလင်းမြက်လိုင်ရဲ့ထံကိုအဆက်တွေပြုလို့ပြီးတရိษံဥယျာဉ်သို့လူရန်မှုစုံဖြတ်လိုက်ခြင်းဖြစ်ပါရင်ဒုတိယကအကောင်းဆုံးပဲဖြစ်ကြမည်။ ဒါကြောင့်ဥပမောင်လက်ချက်နဲ့ရရှိထားတဲ့ဒဏ်ရာကိုမြ мян ပြောက်ကင်းအောင်ဂရုတစိုက်ကုတ်တာပေးလိုက်တယ်။ဒဏ်ရာကောင်းကြည်ကြည်မာမာမဟုတ်တော့လေနှစ်ပတ်လောက်ကုယူရိုင်းအနာကင်းတေလုံနေပါမှာလင်းမြင့်လိုင်ရဲ့ထန်တုံလှမ်းပြီးတော့ဆက်သွယ်လိုက်တယ်။ဒီတော့လင်းမြင့်လိုင်ကတူလာခဲ့မယ်။အားလုံးစီစဉ်လာခဲ့မယ်လို့အကြောင်းပြန်တာကြောင့်လေသူ့ရဲ့လာကိုစောင့်နေမိရဲ့ငတို့ရဲ့ရှေးရဲအတွက်တာစီစဉ်လိုက်ရတယ်။ရင်ထဲမှာတော့တိတ်မကောင်းနေရနဲ့ဝမ်းနဲ့နေမိတယ်။တွေးလိုက်တိုင်းလွမ်းဆွေးနေမိရဲ့ ငါတို့ကတော့ဘာမှမသိပါကြီးကျွန်တော်မှတော့ကြိတ်ပြီးတော့ခန်းစားနေရတယ်လင်းမြင့်လိုင်ရဲ့အလောင်းကိုစောင်းမြော်နေတဲ့ရှက်များတွင် ရွာမှာရှိတဲ့ကလေးများနှင့်ပျော်ပါးကစားနေတဲ့ငါတို့ကိုကြည့်ပြီးစိတ်မချမ်းမသာဖြစ်ပါရင်သူမှတော့ဘာမှမသိရှာကြီးပျော်ပါးကစားနေရဲ့ဒီလိုနှစ်တနေ့ရွာရင်ကကလေးတတိုက်ကကျွန်တော်ထံသို့အမောတော်ပြေးလွှားရှောက်လာပြီဖိုင်းဖာကြီးငါတို့ဘာဖြစ်လဲမသိဘူးဆိုရာကြောင့်လေဟေးဘာဖြစ်တာလဲဘယ်မလဲ ဥပမောင်ရဲ့ရာခဲအဆက်မှာလဲပြီးတော့တညင်းကြီးတညင်းညူဖြစ်နေလေရဲ့ဘာကြီးလိုက်ကြည့်စမ်းပါဗျပြောကြတာကြောင့်လဲကျွန်တော်ရင်ထဲထိတ်ကနေဖြစ်ပြီးမျက်လုံးများပြသွားတယ်ငတူးအတွေ့အတော်ကလေးဆိုရင်ပူပန်မိတာကြောင့်လဲဥပမောင်ရာခဲရှိရာသို့အပြေးကလေးသွားလိုက်တယ်ငတူးအသက်မမီလိုက်ပါကြီးတနက်တန်ရနေ့ဆက်ဆက်ကြီးလဲကြတေးဆုံးနေတဲ့မြင်ကွင်းသည်ကျွန်တော်ရဲ့နှလုံးသားကိုစောက်ကန်ချိန်မလိုက်တဲ့နေရှိပါတယ်ရုပ်တည်းမငြင်းရစရာမြင်ကွင်းကြောင့်လဲဒေါလာစိတ်လေးဖြစ်ပေါ်လာတာကြောင့် ငတို့ရဲ့လောင်းကိုဒီတိုင်းထားခဲ့ပြီးတဲရှိရာသို့ပြန်လည်ပြေးသွားပြီးတော့နိုင်ရံမှာချိန်ထားတဲ့တနက်ကိုဆွဲဖြုတ်ယူတဲ့ချိန်မှာလင်းမြင့်လိုင်းသည်ဘယ်ရာရောက်နေတယ်မသိချင်းကြာရခက်ဒေါ်ရဘုံထနေတဲ့ကျွန်တော်ကိုဖမ်းချုပ်စီရင်ဒေါ်ရကိုရှိတ်မထားပါနဲ့ကိုပိုက်ရဲ့ငတို့ကလူရင်ကျေးလူသားတယောက်မဟုတ်ဘူးလေဒေါ်ရင်တရိတ်ဆန်တကောင်းမင်းအိမ်မွေးတရိတ်ဆန်လည်းမဟုတ်ဘူးလေဒီတော့သူ့ကိုတတ်တဲ့လူမှာပြဿနာမဖြစ်ဘူးခမားရတာဒေါ်ရကြောင့်အဲ့လိုပြန်တက်လိုက်မြေလူတက်မှုနဲ့ခမားထောင်ထဲရောက်သွားမှာပေါ့ စဉ်စဉ်စားလှုပ်ဆဲမှာဗျဟုတ်တော့လင်းဟုတ်ပါရဲ့ကျွန်တော်ကိုနိုင်ကပဲသူဟာသူနေနေကြတဲ့တရိษံတွေကိုသူတို့နေရာကိုဝင်တွားရောက်ကျူးကျော်လိုက်လံတက်ဖြတ်ခဲ့တဲ့မုတ်ဆိုးတယောက်ပဲဖြစ်ပါရဲ့ယခုဥပမာပြက်တက်လိုက်တဲ့သူရဲ့ရှာခင်းအတွင်ဝင်ရောက်ဖြစ်စည်းခဲ့တဲ့တော်ရင်တရိษံတကောင်ပဲလीသူ့ပဲမင်းလဲတရိษံတကောင်ဖြစ်ပေမဲ့ရင်ကျေးတိမ်မွေပြီးအထိုင်းအလင်းရောက်လူစကားနားလည်နေတဲ့ငတ်တူမပြောပလောက်တော့စီလေးဖောက်ဖြစ်မိတယ်ရောအကြောင်းပြပြီး ကြီးမားသောအပြည့်လွတ်တတ်မှတ်ပြီးတော့ဥပမာကလူသားချံဖြစ်ပေမိသူ့မှာစာနာစိတ်ဉာဏ်တနာစိတ်လုံးဝကင်းမဲ့စာနဲ့အညိုတေးထားရေးရဲဆက်ဆက်တတ်လိုက်သည်ဟုကျွန်တော်လုံးဝကိုနားမလည်နိုင်ဖြစ်ပါရင်ဟုတ်ကဲ့ပရိသတ်များရှင်စာရင်သူကိုပိုင်ရေးသားထားတဲ့အရင်နှစ်အရင်ရှင်မလေးလျင်ဆိုတဲ့ဇလံလေးကတော့ဒီနေရာမှာပဲပြီးဆုံးပါပြီအဆုံးထိလိုက်ပါအပင်နာဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်တာယာပျော်ရှင်ကြာနေတဲ့တွေကိုပိုင်ဆိုင်ပါစေလို့စုမောင်းကောင်းတားမိလိုက်ပါတယ်ရှင်